ကွန်ကူမှုအွန်လိုင်းလင်လင်မှုတရားမဝင်အွန်လိုင်းလောင်းကစားမှုအရမစေခံမှုတို့ဖြင့်ပြည်လပိုင်တရားရုံးမှာအမှုကိုရင်ဆိုင်နေရတာဖြစ်ပြီးဖိလပိုင်ဆိုတာဗမာမျိုးရဲ့မြို့တော်ဝင်တယ်လီကိုကိုယာတုကထုတ်ပယ်ပြီးထောင်နဲ့တက်တဲ့ကြုံချမှတ်လိုက်ပါတယ်။ဘာကြောင့်ခုလိုတွေဖြစ်တာလဲ။သူမကတော့ဒူးဆဲမှုတွေရဲ့အနောက်ွယ်ကဘာလဲ။သိချင်ရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့လိုပါလိမ့်မယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုဆိုင်းပါ CEO ကြီးကစာနဲ့ဒေတာတော့တော်ဖြစ်ပါတယ်။ ကျွန်တော် channel လေးမှာထိုးစမ်းဆက်မြတဲ့ဗီဒီယိုတင်ဆက်ပေးတာဖြစ်လို့အားလုံးကိုကြည့်ရှုဖို့ဖိတ်ခေါ်ပါရစေဗျ။ဒါဆိုဗီဒီယိုလေးကိုဆက်လိုက်ရအောင်။ကြားပြန်ကောင်းတော်မှချားလို့မဟုတ်ပါဘူး။ဖြစ်လမင်းဗမန်းမျိုးရဲ့မျိုးတော်ဝင်အဲလစ်ကိုပဲဖြစ်ပါတယ်။အားလုံးပဲအံ့ဩသွားလိုက်ဗျ။ဟုတ်ပါတယ်။သူမရာသူ့ကိုတုံးချပြီးနောက်ကကဒုစရဲ့ခေါင်းဆောင်ဆိုသူဗမန်းမျိုးရဲ့မျိုးတော်ဝင်အဲလစ်ကိုပါပဲ။လူကုန်ကူးမှု online လိမ်လည်မှုတရားမဝင် online လောင်းကစားမှုအရမစေကံမှုလို့ဖြစ်ပြီးလပိုင်တရားရုံးမှာအမှုကိုရင်ဆိုင်နေရတာဖြစ်ပြီးခုနှစ်နိုဝင်ဘာလမှာတော့ဗမန်းမျိုးရဲ့မျိုးတော်ဝင်ဟောင်းအဲလစ်ကိုကိုထောင်းနေတဲ့တဲ့ကျုံချမှတ်လိုက်ပါတယ် ။အဲလီဂိုကဖိလစ်ပိုင်နိုင်ငံသားဟန်ဆောင်ထားတဲ့တရုတ်တရှိုဖြစ်ကြောင်းစွတ်ချဲချဲတွေပါဝင်လာပြီးအခြားသောပြည်မှုတွေနဲ့တရှိုပြည်မှုတွေပါဝင်တော့သူမဘောကတန်နိုင်ကြမှာပဲဟိုကဆုံးပါပြီ။အခြားသောရာဇဝတ်ပေါင်းများစွာမှာပါဝင်နေပြီးတော့သူကထုတ်ပေးပြီးနောက်ပိုင်းမှာတော့သူမဟာအင်ဒိုနီးရှားနိုင်ငံကိုထွက်ပြေးခဲ့ပါသေးတယ်။၂024ခုနှစ်စက်တင်ဘာလမှာအဲလီဂိုပြန်လည်ဖမ်းမိပြီးယခုလိုဖိလစ်ပိုင်တရားရုံးကစီရင်ချက်ကိုချလိုက်တာဖြစ်ပါတယ်။အမေရိကန်နိုင်ငံကအဲလီဂိုဟာဖိလစ်ပိုင်နိုင်ငံသားနဲ့အခြားသောနိုင်ငံသားယာချီကိုအွန်လိုင်းလင်လင်မှုစားပြတ်လုပ်ငန်းတွေကိုအတင်းကျပ်စေခိုင်းစီရမှာ မြို့တော်နောက်ကခမ်းမတခုကိုအသုံးပြုခဲ့ပြီးသူမရဲ့မြို့တော်ဝင်ယာတို့ကိုလည်းတုံးချခဲ့ပါသေးတယ်။ဖိလစ်ပင်တရားရုံးကသူမကိုခိုင်လုံတဲ့တပ်တွေနဲ့သူမဘဝကိုထောင်ထဲမှာပဲဆုံးသက်ဖို့အတွက်အယူခံဝင်လို့မရတဲ့တပ်တရကျွန်းထောင်တန်းကိုချမှတ်လိုက်ပါတယ်။ဘယ်လိုလဲကျွန်မပဲဆုံးသက်ပြရသေးပြအဆုံးထိကြီးစုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။